မင်္ဂလာပါကချင်ဝေးကိုစဉ်စံမပြေဆောင်ကြည့်အပင်းနေကြတဲ့ပြည်သက်တွေအားလုံးကိုမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်သားပါရစေကချင်ဝေးကနေပြီးမှအပတ်စဉ်တိုင်းတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့အတူစီးရင်နိုင်ငံရေးသုံးသက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေမင်္ဂလာပါဆရာအာမင်္ဂလာပါညီမဟုတ်ကဲ့ဆရာဒီကလောကတော့ဒီကချင်ပြည်နယ်ရဲ့ဒေသတော်များများမှာ စီရင်မတည်ငြိမ်မှုတွေရှိနေတယ်လို့ပြောရမှာပေါ့ဆရာအဲ့လို့ဆိုတော့ဒီတပတ်ရဲ့အစီအစဉ်ကိုဒါဒါနဲ့ဆက်ဆက်ပြီးမှပဲလုပ်သွားဖို့စီစဉ်ထားပါတယ်ဆရာဟုတ်ကဲ့ဒီရက်ပိုင်းမှာပဲကျွန်တော်တို့ချင်းပြင်းနေဖကတ်နဲ့ဒီတနိုင်းလီတူလန်တကြောမှာရောပြီးမချင်းနာအထက်ဒီမစ်ဆုံအနီးတဝိုက်မှာရောတိုက်ပွဲပြန်လည်ဖြစ်ပေါ်နေတဲ့ဟာတွေ့ရတဲ့သူဘုံမော်မြူတင်တိုက်ပွဲလည်းအချိန်မြင့်ပြီးမှစီရင်ပြင်ထန်နေတဲ့ဟာတွေ့ရတာပေါ့နော်ဆက်ပြီးဆွေးနွေးကြည့်အောင် ုတ်ကဲ့ဆရာခုနကဆရာပြောရတဲ့ဒီအခြေအနေတွေအရာပေါ့နော်အခုလက်ရှိအဲ့လိုအခြေအနေမှာဒီစစ်ကောင်စီဘက်ကထိုးစစ်ဆင်ပြီးမှအဲစီအတာစီရလာနိုင်မဲ့အခြေအနေမျိုးရှိမလားဆရာဒါကဘလို့အခြေအနေမျိုးတွေကိုညွှန်းဆိုနေတာဖြစ်မလဲပေါ့နော်အခုအချိန်ထိတော့စစ်ကောင်စီကသူဒီတနိုင်ငံလုံးမှာစီရေးရင်ဆိုင်နေရတဲ့ဒီစီရေးအချိန်တွေကမပြတ်သေးဘူးနော်အဲ့ဒါကြောင့်မို့သူ အရှင်အဟုန်နဲ့တံပြန်ထူးစစ်အနေနဲ့ဒီတော်လိုင်းရဲ့အင်အားစုတွေကိုအတာစီရယူနိုင်ဖို့ဆိုတဲ့ဟာစစ်ကောင်စီတဖွဲ့တည်းအနေနဲ့တော့မဖြစ်နိုင်ဘူးဒါပေမဲ့သူ့ကိုကြောထောက်နှောက်ခံပေးတဲ့အစိုးရဒီဒီနိုင်ငံတွေကသူ့ကိုအင်တိုင်းအားတိုင်းဒီစစ်ရေးပြန်လည်ပေါ်ဆောင်နိုင်ဖို့အတွက်ကူညီတဲ့ဟာမျိုးမဖြစ်နိုင်တော့လက်ရှိတော်လိုင်းရဲ့အင်အားစုတွေရဲ့ ထူးစစ်တွေကိုစစ်စင်ရေးတွေကိုဒူတန်ပြန်စစ်စင်ရေးအနေနဲ့ထူးစစ်အနေနဲ့အသာစီးရနိုင်ဖို့ဆိုတဲ့ဟာမမြင်သေးဘောနော်အခုဒီအလပိုင်းဒီမှာကျွန်တော်တို့ကြားနေရတဲ့လာရှူမြို့ထဲမှာသူတို့ပြန်ဝင်လာနိုင်တယ်ဆိုရဲခါလဲဒါသူတို့အတွက်ဂုံယူစရာမဖြစ်သေးဘူးပေါ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ဒီမူဒီတက်ဆရာအားတက်ဆရာတဲ့ဒင်းလည်းမဟုတ်သေးဘူး။ဘာကြောင့်လဲဆိုတော့ကူပြန်တိုက်ပြီးမှဝင်နိုင်တဲ့ဟာမမဖြစ်မဟုတ်တဲ့အတွက်သူတို့အတွက်စစ်အားတက်ဆရာသူတို့ကိုဒီစိတ်တက်ဒီကြနေတဲ့အရာနဲ့စိတ်တက်ဒီမြင့်တင်ပေးတဲ့အဲတပ်ဖွဲ့ဝင်တွေကိုစစ်အားတက်ဆင်မဲ့ဒင်းလည်းမဖြစ်သေးဘူးပေါ့။အဲဒါကြောင့်အခုလက်ရှိကျွန်တော်တို့ကချင်ပြည်နယ်မှာကြည့်ရင်လည်းပမောမှာအခုတိုက်ပွဲလေးလကျော်လာပြီ။ဒါပေမဲ့သူတို့အလူးလေးခံ နေရတော့မယ်ဒီလေရင်တိုက်ခိုက်မှုအင်အား drone တိုက်ခိုက်မှုအင်အားတွေဒါမရှိရင်တူတူဒီပုံမော်ကိုလက်လွတ်ရတာလဲကြာပြီဗောနော်ဒါမဲ့အခုဒီရက်ပိုင်းမှာအချင်းအဟုန်နဲ့ပြန်ခံနေရတဲ့အခါကျတော့ ကချင်ပြည်နယ်မှာလည်းတူတူအဲစီရလှူရှားမှုဒီကတော့ပမော်လူမျိုးမြူကြီးတွေကိုလက်မလွတ်ဖို့အတွက်ဒါမှမဟုတ်လည်းဒီပမော်ကိုလက်လွတ်တော့မယ်ဒါမဲ့အဲအနောက်ဘက်ချမ်းကိုအရာဒီရဲ့နောက်ဘက်ချမ်းကိုတူတူရနိုင်တယ်လို့ပြန်တူးကြည့်မယ်ဆိုတဲ့ဟာမျိုးဖြစ်နိုင်တာပေါ့နော်နောက်တစ်ခုကအခုစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အား in အားတွေမှာလည်းဒီစစ်မှုထမ်းဥပဒေကြောင့်ထပ်တူးလာတဲ့စစ် in အားတွေ များမယ်ပြီးရင်သူတို့ရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်တွေရဲ့အင်အားတွေများမယ် စေမထာဥပဒေကြောင့်ဝင်လာတဲ့စစ်ရင်အားတွေကလည်းဒီတိုက်ပွဲထဲမှာအင်တက်အားတိုက်ငါတို့တိုင်းမှာရမယ်ငါတို့အဲပြန်လဲတိုက်နိုင်တယ်ဆိုရဲဟာကိုလက်စွန့်ပြမယ်ဆိုပြီးမှစေရောကူပါတိုက်ပွဲဝင်ကျင်တဲ့အဲစစ်သားတစ်တီမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့အဲအတာစီးရနိုင်တဲ့အထီးကတော့မမြင်သေးဘူးပေါ့ဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုရင်သူ့ရဲ့စေရဲတံပြန်လှူရှားမှုအရာအလေးငိုက်ဝင်နိုင်တဲ့ဟာတွေအဲပြန်လဲနေရယူနိုင်တဲ့ဟာတွေကတော့ရှိကောင်းရှိမှန်ရှိနိုင်တယ် ယ်ပေါ့နော်ဒါပေမဲ့ဒီတနိုင်ငံလုံးအနေထားမှာရောကချင်ပြည်နယ်မှာရောဒီတံပြန်ထူးစစ်နဲ့အတာစီရတော့နိုင်ဖို့ကလက်ရှိအချိန်ဒီတော့မမြင်ရသေးဘူးလို့ကျွန်တော်ကတော့အဲ့လိုဆွေးနွေးခြင်းတယ်ဟုတ်ဟုတ်ကဲ့ဆရာဆိုတော့အခုလက်ရှိအခင်းချင်းအခြေအနေရပါတော့ဒီပြီးခဲ့တဲ့နှစ်တွေနဲ့ရှင်ကြည့်မယ်ဆိုမတူညီတဲ့ ဒါစီအခင်းကျင်းတွေများဖြစ်ပေါ်လာနိုင်ပါဆရာဟုတ်ကဲ့အခုကျွန်တော်တို့ကချင်ပြည်နယ်ကိုပဲကြည့်ရင်ဒီလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲအခြေအနေအရဒီပမောမြို့ကိုတဲအိုဦးဆောင်တဲ့ဒီမဟာမိတ်တွေနဲ့တိမ့်ပိုက်လိုက်နိုင်ရင်တော့ဒီကချင်ပြည်နယ်မှာတော်လန်ရဲတွေဘက်က စီရဲ့အတာစီရမှုတွေကဒီကချင်ပြည်နယ်မှာ KAO ဥဆောင်တဲ့စစ်စင်ရဲတွေကအရှင်ဟုံမပြတ်ဆက်ပြီးမှ ဖြစ်ပေါ်လာနိုင်တယ်။အဲ့ဒါနဲ့တဆက်တည်းပဲဒီမြန်မာနိုင်ငံအလေပိုင်းဘက်မှာလည်းစီရဲ့ဖော်ဆောင်မှုတွေစစ်စင်ရဲတွေပြန်ပြီးမှမြင်တွေ့လာနိုင်တယ်လို့ကျွန်တော်တော့အလူမြင်မိတယ်အလူတုံးတက်မိတယ်ပေါ့နော်။ ဟုတ်ကဲ့ဆရာအဲ့ဒီပြီးခဲ့တဲ့နှစ်တွေကဒီစီရေးအခြေအနေတွေကိုပြန်လဲဆန်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီ KIA ကကျတော့ဒီစစ်စင်ရေးတစ်ဖက်နဲ့တစ်ဖက်ကြားမှာဆိုအချိန်ယူတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာကဒီပမောပွဲရလည်းမပြီးသေးဘူးဒါပေမဲ့အဲ့ဒီအချိန်မှာစစ်ကောင်စီကလည်းဒီဒီတခြားနေရာတွေမှာတံပြန်ထိုးစစ်ဖော်ဆောင်နေတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတွေရပြောင်းလဲသွားနိုင်မယ်အနေအထားမျိုးတွေရှိမှာဆရာကချင်ပြည်နယ်မှာရောပြီးရင်ဒီတနိုင်ငံလုံး ံးရဲ့လက်ရှိဖြစ်ပေါ်နေတဲ့စီးရဲနိုင်ငံရဲ့အရာဒီတော်လန်ရဲ့အင်အားစုတွေကကဲဝေါ်ကဲပဲမဟုတ်ဘူးတော်လန်ရဲ့အင်အားစုတွေကဒီစစ်စင်ရေးတွေကိုပေါ်ဆောင်မယ်ဆိုရင် အချိန်တိတ်မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးနားရှင်တိမ်မရှိတော့ဘူးလို့ကျွန်တော်အဲ့လိုမြင်တယ်အာနာတိမ်ပြီးနောက်ပိုင်းပေါ့2021အာနာတိမ်ပြီးနောက်ပိုင်းကချင်ပြည်နယ်ရဲ့စစ်ရဲအခြေအနေတွေကိုကျွန်တော်တို့လေ့လာစောင့်ကြည့်သွားတဲ့အခါမှာကချင်ပြည်နယ်မှာက 23တီနစ်ကုံပိုင်းကနေဒီ KO ရဲ့ဒီ KA နဲ့မဟာမိတ်တွေရဲ့စကန်ဒင်းတိုက်ပွဲတွေကတစတစကျွန်တော်တို့မြင်တွေ့လာရတဲ့ဟာကိုတွေ့ရတယ်ဒီရှေ့ပိုင်းဒီမှာကျတော့ကျွန်တော်တို့စကန်ဒင်းတိုက်ပွဲတွေလို့ကြီးကြီးမားမားပြောမေဆိုရင်အလော့ဘုံတိုက်ပွဲကလွဲရင်တခြားဟာတွေကစစ်ကောင်စီရဲ့အဲစစ်ကြောင်းလှှရှားမှုတွေပေါ်မှာအခြေခံပြီးမှပျောက်ကြားဒီတိုက်ခိုက်တဲ့ပုံစံမျိုးတွေကိုပဲကျွန်တော်တို့ အများဆုံးတွေ့ရတယ်2023နောက်ပိုင်းကျမှစကန်တင်းတိုက်ပွဲတွေကိုကျွန်တော်တို့တိတာမင်တာတစတစကျွန်တော်တို့မြင်လာရမြင်လာခဲ့ရတယ်ဗောနော်ပြီး2024မတ်လကျမှဒီရူနူဒန်ဆိုတဲ့စစ်စင်ရေးကိုပေါ်ဆောင်နေတယ်ဆိုတဲ့ဟာမျိုး public ကိုချပြတဲ့ဟာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုစစ်စင်ရေးတွေကလက်ရှိအချိန်မှာဆက်တိုက်ပေါ်ဆောင်နေဒီတော်လန်ရေး in အာစုတွေက ဟန်ချက်ညီဆက်ပြီးမှဒီစစ်ကောင်စီကိုစစ်ရဲအရာနိုင်ငံရဲ့အရာဖိအားပေးနိုင်မှာကျွန်တော်တို့ဒီလက်နက်ကင်တော်လန်ရေးဒီမျောမှန်းထားတဲ့ပန်းတိုင်တစ်ခုစီကိုရောက်လာနိုင်မယ်လို့ကျွန်တော်အဲ့လိုမြင်တယ်တော်လန်ရေးအင်အားစုတွေဘက်ကအခုလက်ရှိအနေထားအရဆိုရင်အချိန်ကောင်းပေါ့နော်ဒီတော်လန်ရေးလက်နက်ကင်တော်လန်ရေးအတွက်အချိန်ကောင်းတွေတိတ်မကြံတော့ဘူးဟိုကနားချိန်တိတ်မရှိတော့ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တာပေါ့ ဟုတ်ကဲ့ဆရာဆိုတော့အခုလိုမျိုးပို့ပြီးမှဒီလှုပ်လှုပ်ရှားရှားရှိလာမဲ့နိုင်ငံရေးဒီလိုမျိုးစီရေးအခြေအနေမျိုးမှာပေါ့နော်အဲဒီပြည်သူတွေအနေနဲ့ဘာတွေတတိထားဖို့လိုအပ်မလဲဆရာအဲကျွန်တော်တော့ဒီနေ့စဉ်ကျွန်တော်တို့ပြည်သူတွေတနိုင်ငံလုံးမှာကြုံနေရတဲ့ဘေးဒဏ်ဒုက္ခတွေကအမျိုးမျိုးအပုံပုံပေါ့နော်ကျွန်တော်တို့စင်ရည် ကြားတဲ့ဗီဒူတွေကပိုပြီးမှဒုက္ခဆင်းရဲတွေဖြစ်ကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရောတော်လန်ရဲကိုဥဆောင်နေတဲ့အဖွဲ့အစည်းတွေရောတတိထားတတိချက်ရမဲ့ဟာကကျွန်တော်တို့ဒီလောက်ထိပုံအောပြီးမှစတင်လိုက်တဲ့တနိုင်ငံလုံးပြည်သူတွေကတခဲနဲ့ထောက်ခံအဲထောက်ခံခြင်းအားဖြင့်ဒီလောက်ထိအားကောင်းလာတဲ့ဒီအာဏာရှင်စနစ်အမြင့်ဖြတ်ရေးလက်နက်ကန်တော်လန်ရေးဟာဒီအချိန်ဒီကာလမှာကျွန်တော်တို့အင်တိုင်းအားတိုင်းနဲ့ဆက်ပြီးမှ ကျွန်တော်တို့

မယုံကန်နိုင်ဘူးဆိုရင်ဒီတခါဒီစစ်အာဏာရှင်ကနလန်ပြန်ထနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီတော်လန်ရဲပြည်သူတွေရဲ့တော်လန်ရဲစိတ်ဓာတ်တွေရောတော်လန်ရဲကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေအပေါ်မှာအဖွဲ့အစည်းတွေအပေါ်မှာပြည်သူလူထုရဲ့ဒီနိုင်ငံရဲ့အရာယုံကြည်ထောက်ခံမှုတွေကအဖတ်စေမရတဲ့ဟာမျိုးတွေဖြစ်သွားနိုင်တယ်ပြီးရင်ပြည်သူလူထုတွေကလည်းစစ်ကျွန်ဘွားထဲကနေစစ်အာဏာရှင်နှုန်ထဲမှာယုံလေ နစ်လေဖြစ်သွားတဲ့ပုံစံမျိုးတွေအဲပြန်ရောက်သွားနိုင်တာပေါ့နော်ဒါကြောင့်မို့ဒီလက်ရှိကျွန်တော်တို့တော်လန်ရဲ့အင်အားစုတွေဘက်ကအားတာနေတဲ့အနေထားကနေပြန်လေအားရော့သွားတဲ့အနေထားမျိုးဖြစ်မတော့အောင်ကျွန်တော်တို့ပြည်သူရောတော်လန်ရဲ့ကိုဥဆောင်နေတဲ့အဖွဲ့အစည်းခေါင်းဆောင်တွေရောအများကြီးအလေးနက်ထားပြီးမှကျွန်တော်တို့ပြည်သူနဲ့အဲတော်လန်ရဲ့အဖွဲ့အစည်းတွေတထက်တဲ့အဲတင်ကြီးတဲ့ညီညွတ်ကြဖို့အဲအများကြီးတတိထားပြီးမှကျွန်တော်တို့ဆက် တော့ရမယ့်အနေထားလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော် PDD ရောတော်လန်ရေးကိုဥဆောင်နေတဲ့လူပုဂ္ဂိုလ်ဒီအဖွဲ့အစည်းဒီအတီးဒီကဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ PDD တရလုံးကြီးကျော်နေတဲ့ဖေဒီပီထောင်စု စနစ်ကြီးဖြစ်ပေါ်လာမှုအတွေ့ဆိုရင်ဒီ2025ဒီနှစ်ဟာအရန်အရေးကြီးတဲ့နှစ်ဖြစ်တယ်လို့ကျွန်တော်ကတော့ဆက်ပြီးပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာဒီကနေ့ရဲ့ဆွေးနွေးခြင်းအစီအစဉ်ကိုတော့ဒီမှာပဲရပ်နားလိုက်ပါမယ်ဆရာဟုတ်ကဲ့ကျေးဇူးပါ